လိုအဲဒီအပိုင်းကျွန်တော်တို့ရက်မှာမိုးရေရွာနေတာဗောနော်အာဒီမိုးရေရွာတော့ကျွန်တော်ဖတ်ထားတဲ့စာအုပ်လေးတအုပ်ကိုအဲသတိရသွားစီရယ်ဗောနော်ဒီစာအုပ်လေးကို review လုပ်ပေးခြင်းလို့ပါအဲဘာစာအုပ်လဲဆိုတော့ဒီဆရာတိုးဆောင်ရဲ့ဤရက်တွင်မိုးရွာခဲ့သည်ဆိုတဲ့စာအုပ်လေးဒီစာအုပ်လေးရဲ့အဲမျက်နှာဖုံးကိုကြည့်မယ်ဆိုရင်အဲခင်ဗျားတို့ဒီစာအုပ်လေးရဲ့မျက်နှာဖုံးကိုကြည့်လိုက်တာနဲ့ ဘာကိုခံစားရမလဲဆိုတော့ဒီတဘာဝတရားကြီးကိုခံစားရလိမ့်မယ်ပေါ့နော်ဒီ nature ကိုခံစားမိမယ်အဲနောက်တစ်ခုကဒီ nature ထဲမှာမှဒီစူးပင်လေးပေါ့နော်စူးလေးပါမယ်အော်ဒါကတော့ဟိုကျွန်တော်ကအဲ့လိုမျိုးစာအုပ်တုတ်ဖတ်ပြီးတိုင်းမှာ ပြန်ပြီးတော့ ဒီ SRO ရဲ့မျက်နှာဖုန်းဒီဇိုင်းကိုပြန်ကြည့်ပြီးတော့ဟိုဒီအကြောင်းအရာဖတ်ပြီးတဲ့အကြောင်းအရာကိုဒီစိမ့်စိမ့်ပြန်တွေးတက်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီမှာဆိုရင်ခင်ဗျားတို့ဒီစာစာမျက်နှာမှာအဲ nature ကိုခန်းစားမိမယ်နောက်တစ်ခုကဒီစူးလေးတွေ့မယ်ပေါ့နော်အာဒီစာအုပ်ကိုကျွန်တော်စာပြီးတော့မိတ်ဆက်ပေးရမယ်ဆိုရင်အဲဆရာတိုးဆောင်ရင်းနေကြပုံစံတွေကတော့ဟိုသူ့စာအုပ်တွေကဟို ဘယ်လိုပြောမလဲအချစ်ဇလန်းများတယ်ဟိုအချစ်ဇလန်းမှာမှဟိုထူးထူးခြားခြားဆက်ဆက်မြပြလေးတွေပါပေါ့နော်တဘာဝလွန်ပါတယ်သူကဟိုကျွန်တော်ချုပ်ပြီးပြောရင်ဝိဇ္ဇာနဲ့တိတ်ပံဟိုအဲ့လိုပေါင်းဆက်ပြီးရောရေးတဲ့ဆရာမျိုးပေါ့နော်အဲဒီစာအုပ်ကလေးကြတော့သူကဟိုနေအရှိရနေပြီးတော့တဝဲလောက်ထိကအဲသူရေးနေကြပုံစံတော့မဟုတ်ဘူး အဲဘာနဲ့စထားလဲဆိုတော့ဒီချစ်သူနှစ်ယောက်ပေါ့နော်ချစ်သူနှစ်ယောက်ရဲ့ဇလန်းလေးနဲ့စထားတယ်ချစ်သူနှစ်ယောက်မှာမှဒီကောင်လေးကအဲသူ့ရဲ့လွန်ခဲ့တဲ့ချစ်နှစ်က၈နှစ်ကတွဲခဲ့တဲ့သူ့ရဲ့ရီစားဟောင်းကိုကော်ဖီဆိုင်သူတို့တောက်နေကြအဲကော်ဖီဆိုင်လေးမှာပေါ့နော်ဒီကော်ဖီဆိုင်လေးမှာထိုင်ဆောင်နေတဲ့အဲဇလန်းမျိုးနဲ့ဒီစင်းနဲ့စထားတယ်ပေါ့နော်ဒီချစ်သူနှစ်ယောက်မှာမှတယောက်ကအဲဒီချမ်းငိမ့်ဝေးဆိုတဲ့အဲစာရေးဆရာအဲနောက်တစ်ယောက်ကောင်မလေးကကြာတော့စူးငယ်ပေါ့နော်စူးတင့်ငယ်နာမည်ရောစူးတင့်ငယ်အဲသူ့ကိုစူးငယ်လို့ခေါ်တယ်အဲကြောင့်မလို့ဒီရဲ့ ဒီစာအုပ်တော်လုံးရဲ့ character အဓိက character ကတော့စူးငယ်ပေါ့နော်ဒီဒါကြောင့်မလို့ဒီစာအုပ်မျက်နှာဖုံးမှာဒီစူးလေးတွေပါစူးပင်လေးတွေပါပေါ့နော်အော်စူးငယ်ရဲ့နောက်ကဒီချမ်းငိဝီဆိုတဲ့စာရေးဆရာနှစ်ယောက်ပေါ့နော်သူတို့ချစ်သူနှစ်ယောက်ရဲ့အကြောင်းနဲ့သူတို့ကစတာလေအဲစူးငယ်ရဲ့မိသားစုကြောင့်ကျွန်တော်ပြောရမယ်ဆိုရင်ဒီစူးငယ်ကြတော့အိမ်မှာအဲသူအမေရဲ့သူအမေရဲ့အကိုပေါ့နော်သူရဲ့ဦးလေးသူရဲ့သူကတော့အဲအဘကြီးလို့ခေါ်ရယ်ပေါ့နော်အဘညိုအဘညိုရဲ့သူ့ရဲ့အမေရဲ့နဲ့အိမ်မှာအတူတူနေတယ် ။သူကသူ့ရဲ့မြို့မှာဒီတာမော်မြို့လေးမှာပဲသူကစာကြည့်တိုင်မူလုပ်တယ်ကောင်မလေးက။အော်ဒီချမ်းချင်းဝေဆိုတဲ့ဒီတဲ့ဇက်ကောင်ပေါ့နော်။အဲချမ်းချင်းချမ်းချင်းကိုချမ်းချင်းဆိုတဲ့ဒီစာရေးဆရာကလည်းအဲသူကဝိထုရေးဆရာဝိထုရေးဆရာတာမော်မြို့လေးတစ်မြို့ကိုသွားပြီးတော့ဒီဝိထုရေးရင်းနဲ့အဲအတာမော်မြို့လေးရဲ့ဒီဖျားမီးပူဇော်ပွဲမှာပေါ့နော်။ဖျားမီးပူဇော်ပွဲမှာဒီစူးငယ်ဆိုတဲ့ကောင်မလေးကိုတွေ့ပြီးတော့အော်အဲကြိုက်သွားရပေါ့နော်။အဲကြိုက်ပြီးတော့သူနှစ်ယောက် ရည်စားဖြစ်သွားပါဘောကွာအဲရည်စားဖြစ်သွားတယ်နောက်တစ်ခုကဒီမှာကထူးခြားတာကဘာလဲဆိုတော့ဒီစာအုပ်ကဒီဒီမှာပါဝင်တဲ့ဟိုကာရိုက်တာကောင်မလေးဒီစူးငယ်ရဲ့အဲစိတ်ထားပါဘောနော်စူးငယ်ကြတော့တခြားပုံမှန် main ကလေးလိုမျိုးမဟုတ်ဘဲနဲ့သူက ဟိုအတွေးခေါ်ဆိုင်ရာဒသနဆိုင်ရာစာအုပ်တွေ philosopher philosopher အများကြီးရပေါ့နော်ဒီစာအုပ်တွေအတွေးခေါ်ဆိုင်ရာစာအုပ်တွေအများကြီးကိုဖတ်တတ်တဲ့ကောင်ပါလေနောက်တစ်ခုကသူ့ရဲ့စိတ်ထားကတော့ထူးခြားတယ်ဘယ်လိုမျိုးလဲဆိုတော့ဥမာသူတို့သူကြိုက်တာအနီရောင်ပေါ့နော်သူကြိုက်ဆုံးရောင်ကအနီရောင်ဒါပေမဲ့သူ့ရဲ့ရည်စားကိုမေးလိုက်တဲ့အခါမှာကိုချမ်းကြီးကိုမေးလိုက်တဲ့အခါမှာအဲအကြိုက်ဆုံးရောင်ကဘာရောင်လဲလို့မေးလိုက်တဲ့အခါမှာသူရည်စားအဖြူရောင်ကြိုက်တယ်လို့ပြောရတယ်ဒါဆိုရင် तू ကเออก็ तू ไจ่ได้อย่างว่าอเนียงมั้ยだแม้ตุยซ่าอ่ะถ้าอผู่ไจ่มั้ยส่วน तू อ่ะอเม้โหไจ่ไปมั้ยปะเนาะอเม้ผิดไปมั้ยปะบ้าจัง လဲဆိုတူဤစာကြိုက်တဲ့အကြောင်းပေါ့နော်တူဤစာဟိုအဲတူကြောင့်ပေါ်လွင်စီနေတာကွာအဲတူကြောင့်မေးမိန်မသွားစီရဘူးပေါ့သိရမလားဟိုဒီကောင်မလေးကပုံမှန်မင်းကလေးမဟုတ်ဘဲနဲ့ဟိုစိတ်ထဲမှာအများကြီးတွေးနေတဲ့လူမျိုးနောက်တစ်ခါဟိုအတွေးကော်ဆိုင်ရာစကားကိုလည်းလွတ်စပယ်ပြောလို့မရတဲ့လူမျိုးပေါ့နော်ထူးခြားတဲ့လူမျိုးပေါ့ကွာပြောရမယ်ဆိုဒီထက်ကမင်းကလေးကဆူရဲ့ character ကအဲ့လိုမင်းကလေးမျိုး